အဲ့ဒီလူတွေဘာကြောင့်အသက်ဆုံးရှုံးရတာလဲအဲ့ဒီလူတွေဘာကြောင့်တည်ရတာလဲလေကြီးတာအဲ့ဒီနှုတ်ကပတ်တော်ကပဲသူတို့ရဲ့အတ္တတာကိုလမ်းပြပေးတာအိစာပရောဖက်တော်ကသူကမှားယုံတဲ့ဩဝါဒကိုပြောတာသူတို့အပြောတဲ့အရန်တော်တာသူတို့ယုံကြည်သူတွေအဲ့ဒါကိုနားထောင်ပြီးတော့ပါသွားနိုင်တယ် ။တင်ကတမာတရားမှာမခိုင်ခန့်ဘူးဆိုတင်ပါတော့မှာ။ပါတော့မှာတိတ်ကြောက်စရာကောင်းတယ်ဒီခေတ်ကတစ်ချက်လေးပဲစာနိုင်ကလေလက်တလုံးချားလေးပဲကျွန်တော်လှည့်သွားတော့။မှန်မယ်လို့လို့ထင်လဲရနေတယ်ကျွန်တော်တို့ကဘာဖြစ်လဲ။နောက်ဆုံးလမ်းမပေါ်စီတာ။ဟောဒီခေတ်မှာတိတ်ကြောက်မှုကော။ဆိုကျွန်တော်ရောက်ပါလာတော့ကျွန်တော်သူနဲ့တူတူသူ့အချိန်ပေးရတာကောနော်ကိုရောက်ပါဆိုအမလည်းပေးရတယ်ဘာလည်းပေးရလဲ။ အချိန်လဲပေးရတိတ်လို့စင်မပြေဘူးနော်။ဘာပဲပြော all the USA ရတဲ့လာတယ်ဆိုတော့ကိုက Asian လीနော် Asian ဆိုတော့ကိုက air ခံရမယ်။ air ခံတော့သူ့ကိုကျွန်တော်အချိုးပုတ်လုပ်ပေးတယ်။ကာနာကျွန်တော်ချိုးပုတ်လုပ်ပေးတယ်။လုပ်ပေးတဲ့ခါမှာသူ့ရဲ့တတ်တာကိုကြည့်ပြီးတော့ကျွန်တော်ဖျားစကားပြောတော့သူကတုတ်ကပတော့တန်မိုးထားဒီချမ်းစာအိုလေးကိုတော့တန်မိုးထားကျွန်တော်ချမ်းစာအိုကိုတိတ်တန်မိုးထားလားမထောင်းခေါင်းမအိတ်တယ်တခါလေကျရင်ဘယ်ရောက်သွားလဲ ။အိုးအောက်ကိုရောက်သွားတယ်။ခါရကျအောက်ပြုတ်ကြအောင်မတော်စပြုတ်ကြအောင်တော့ဘုံဘုံဘုံကိုရောခွင့်လို့ပါ။တချို့လူတွေစမ်းသာဖတ်ဖို့တောင်မပြောနဲ့ဗျာစမ်းသာဖတ်ဖို့တောင်မပြောနဲ့စမ်းသာအောက်တောင်မှကျွန်တော်တို့ဘယ်နေရာတော့တော့မတည်သွားနိုင်ဘူးဒါပေမဲ့ကျွန်တော်ရောက်ဖို့ကျွန်တော်ကြည်ပြီးတော့ကျွန်တော်သူ့စီကဘာတင်ယူလဲဆိုရင်သူကလေကျွန်တော်လည်းအဲ့ဒီလာသူလာတော့မှကျွန်တော်တတ်သိခံပါတယ် तू อ่ะချမ်းသာအုပ်ကို तू တွားတဲ့နေရာတိုင်းယူသွားပြီးရင်တစ်ခေါက်ကားပေါ်ရောက်ရင် तू ချမ်းသာတစ်ခုဖတ်ဖတ်ပြီး तू ပိတ် तू တနေရာသွားတယ်အဲ့ဒီချမ်းသာကို तू ယူသွားပြောချင်တာကအာဆီယာပြောစရာရှိမှာပေါ့ဆရာ तू ချမ်းသာယူသွားကျွန်တော်လည်းယူသွားလို့ရတာပဲဟုတ်ဘူးလားကျွန်တော်လည်းယူသွားလို့ရပဲဒါပေမဲ့ကျွန်တော်အမြဲတမ်းယူနိုင်မှာမဟုတ်သူ့လိုလိုက်အတုခိုးကြီးကျွန်တော်အမြဲတမ်းယူနိုင်မှာမဟုတ်ဒါပေမဲ့ तू ကနှုတ်ကပတ်တော်ကို तू က သူ့ရဲ့နှလုံးသားထဲမှာတို့ထားတယ်။သူ့ရဲ့နှလုံးသားထဲမှာဒီနှုတ်ကပတ်တော်ကိုတန်မိုးထားတဲ့အခါမှာအပြင်ရချမ်းသာကိုလည်းသူတန်မိုးထားတယ်လား။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နေ့ရက်စဉ်တိုင်းမှာကျွန်တော်အသက်ရှင်တာကနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်အသက်ရှင်နေဆိုတော့ခဏလေးကျွန်တော်နှုတ်ကပတ်တော်ကိုကျွန်တော်လေ့လာကြအောင်။အာမင်။ဆတ်သူဘယ်တော့လဲကျွန်တော်ချမ်းသာ哦။ငါတော်မှအသင်းတော်မှာပါစတာတယောက်ဖြစ်ပြီးတော့အချမ်းသာကို ငယ်သွားသွားငါမယူသွားဘူးဒါပေမဲ့ငါစိတ်ထဲမှာတော့ချမ်းသာလို့ရှိပါတယ်ဒါပေမဲ့ဒါကပုံသက်တည်ကောင်းပဲအဲ့ဒီလူတွေဘာကြောင့်အသက်ဆုံးရှုံးရတာလဲအဲ့ဒီလူတွေဘာကြောင့်တည်ရတာလဲငလင်ကနေတတိုင်းပြည်လုံးလှုပ်တာပဲဟုတ်တယ်မလားတတိုင်းပြည်လုံးလှုပ်တာပဲငလင်ချမ်းတဲ့နေရာရှိတယ်တိတ်မချမ်းတဲ့နေရာရှိတယ်ဒါပေမဲ့ချမ်းတဲ့နေရာမှာတချို့လူတွေပဲတည်သွားတယ် ။ဒါတချို့လူကြမသိဘူး။ဘာဖြစ်လို့လဲ။ရှင်းနေဆုနာကမေပြောတဲ့အတိုင်းပဲ။သူရဲ့တိုက်သူဆောက်ထားတဲ့သူရဲ့နေအိမ်ရဲ့တိုက်က foundation မခိုင်တော့ကြောင့်ပြိုကျသွားတာဖြစ်တယ်။လက်ခံလား။တိုက်နှလုံးရှိတယ်ဗျာကျွန်တော်မနေ့က TV ထဲမှာကြည့်တယ် sorry တိုက်နှလုံးမဟုတ်အဲ့မှာတိုက်သုံးလုံးလောက်ရှိတယ်လိုတန်းနေတာပေါ့နော်တိုက်ခန်းနေဒါပေမဲ့ ဒီဂျားတွေကတိုက်တစ်ခုတော့ပြိုသွားတယ်ကျန်တဲ့ဘေးကမပြိုဘာဖြစ်လို့လဲသူရဲ့အခြေ အုံးမြင့်ဆိုတဲ့ foundation မခိုင်းလို့အဲ့ဒီတိုက်ကြီးကဘာဖြစ်သွားလဲပြိုတာအဲ့ဒီ foundation မခိုင်းတဲ့တိုက်ကြောင့်လူတွေမြောင်များစွာအသက်ဆုံးရှုံးလိုက်ရတယ်မတည်တည်မဲနဲ့တည်လိုက်ရတယ်ဒါမဲ့လေဘန်ကောက်မှာဘန်ကောက်မှာလည်းလှုပ်တယ်နော် အင်မတန်မှရှည်လျားတော့အရှည်ကြီးပဲနော်ဒါဘန်ကောက်မှာအထက်50လောက်ရှိ အရှည်ကြီးပဲမပြိုဘူးမြန်မာနိုင်ငံထက်ချမ်းတယ်ဘန်ကောက်မှာလောက်တဲ့ငလင်ကဒါမဲ့လုံးဝမပြိုဘာကြောင့်လဲသူရဲ့အောက်ကဖောင်ဒေးရှင်းအခြေခံအုပ်မြစ်ကခိုင်ခန့်တော့ကြောင့်လုံးဝမပြိုတာဖြစ်တယ်သူရဲ့ဘဝမှာလဲ foundation လို့တဲ့အဲ့ဒီ foundation ကဘာလဲဆိုရင်နှုတ်ကပတ်တော်နဲ့အသက်ရှင်ဖို့လို့တဲ့နှုတ်ကပတ်တော်နဲ့ကျွန်တော်အသက်မရှင်ဘူးနှုတ်ကပတ်တော်နဲ့ the foundation တင်မချထားဘူးဆိုရင်စာဒမာနစုံစမ်းခြင်းလာတဲ့ခါမှာတင်ပြိုလဲသွားလိမ့်မယ်တင်ပြက်စီးသွားလိမ့်မယ်တိတ်ကြောက်စရာကောင်းတယ်ဒီ3ရဲ့ နေထိုင်နေတဲ့ကဘာကြီးကဘဝရဲ့အခြေခံအုံမြင့်အဲ့ဒါပါလို့ဆိုဖရားရဲ့နှုတ်ကပတ်တော်ဖြစ်တယ်လူတယောက်ရဲ့အတ္တမှာကျွန်တော်ရဲ့ယုံကြည်သူအထူးသဖြင့်ကျွန်တော်ယုံကြည်သူတွေအတ္တမှာနှုတ်ကပတ်တော်ဆိုတဲ့တမာတရားနဲ့တင် foundation နေ့တိုင်းတင်ချထားဖို့လိုတယ်ဒီ foundation တွေမခိုင်ဘူးဆိုရင် စုံစမ်းနောက်ဆက်ခြင်းတွေတစ်ချက်လာတာနဲ့ပြင်ပြလဲတော့မှာအချင်းသူကားတဲ့ငါပြောတဲ့စကားတွေကိုကြားပြီးတော့ဘာဖြစ်လဲနားထောင်တယ်ပြောမှောင်ဘာဖြစ်လဲနားထောင်တယ်တဲ့အဲ့ဒီလူကားတဲ့ကြောက်ပေါ်မှာစောက်တော့ပညာရှိနေတူတယ်တင်သူဒီငါဟောပြောသောဤစကားကိုကြား၍နားမထောင်မဲနေထိုသူဒီ တဲပေါ်မှာအိမ်ဆောက်တော့လူမိုက်နဲ့တူတယ်။အဲကျန်းစာကဘာပြောနေလဲဆိုရင်ဖယားသခင်ရဲ့နှုတ်ကပတ်တော်စကားကိုတဲ့ရှားပြီးတော့နားထောင်တဲ့သူတွေကတဲ့ကြောက်ပေါ်မှာဆောက်တဲ့အိမ်နဲ့တူတယ်။တတိယပြော foundation ဘာဖြစ်လဲ။ခိုင်းနေ။ hallelujah ။ဒါပေမဲ့ဖယားရဲ့စကားကိုရှားပြီးတော့နားမထောင်ဘူးဆိုဘာနဲ့တူလဲ။ ်ပေါ်မှာစောင့်နေတဲ့အိမ်နဲ့တူတယ်တဲ့ foundation ဘယ်တော့မှမခိုင်ဘူး hey man ဒါဆိုတင်းကျွန်တော်အသက်တာထဲမှာဘာအရေးကြီးလဲဆိုရင်အဲ့ဒီဖျားစကားကိုကြားပြီးတော့အသက်တာမှာဘာလုပ်ဖို့လိုလဲနားထောင်ဖို့လိုတယ်အာမင်နားထောင်နေဆိုတော့ကျွန်တော်ပြပြမယ်နားခမ်းတာပြောမအောင်ဘာလုပ်ရလဲလိုက်နာတာကျွန်တော်ယုံကြည်သူတော်များများလေညောင်းလာတယ် နှုတ်ကပတ်တော်ကိုကြားသွားတယ်နာဘာဖြစ်တော့လဲပောင်းသွားတယ်တကယ်တော့မလုပ်လဲအရင်လက်တွေ့ပြမောမှာအသက်ရှင်လာ no ဖယားစကားကျွန်တော်အသက်မရှင်အောင်ဖယားစကားကျွန်တော်အသက်မရှင်အောင်အဲ့ဒီကမှကျွန်တော်ဘာဖြစ်လဲအမြဲတမ်းစုံစမ်းတော့ရှိချင်းနေဝင်တယ်အမြဲတမ်းဒုက္ခတွေတွေ့တယ်ဘာအလုပ်လုပ်လို့စင်မပြေဘူးမကြမ်းမှန်းလားယော နောက်တစ်ခုကျွန်တော်ဖျက်အောင်နောက်တစ်ယောက်ကတော့ဗာလဲဖျားသခင်စကားကိုကြားပြီးတော့နာခံတဲ့ကောင်ကဘာရလဲတက်တက်တောင်းတယ်မောင် foundation ခိုင်းနေအာမင်ထောက်ကျွန်တော်ဒီတမချန်းစာကလေဖျားရဲ့နှုတ်ထွက်တော်တဲ့စကားကလေအမတန်မှတကူရှိတယ်တိုင်းပြည်တပြည်ရဲ့အနာဂတ်နဲ့ကျွန်တော်မိသားစုအနာဂတ်တော်လကော ကျွန်ရအနာဂတ်ကိုပြောင်းလဲပေးနိုင်တာကဘုရားသခင်ရဲ့တမာချမ်းစာနှုတ်ကပတ်တော်ဖြစ်တယ်။အချို့မြန်မာပြည်လက်စင်းသားကြီးအရင်တုန်းကမြန်မာပြည်လက်အင်မတန်မှဆိုးတွားနေတော့ဒါပေမဲ့ဆရာကြီးယူရတန်ကနေပြီးတော့ကျွန်တော်တို့ကိုဗာပေးခဲ့လဲ။ဘုရားရဲ့တမာချမ်းစာနဲ့ကျွန်တော်တို့ဖောင်ဒေးရှင်းကျွန်တော်တို့ချပေးခဲ့။အဲ့လိုမျိုးတမာချမ်းစာနဲ့ကျွန်တော်တို့ကိုတုံသင်ပေးခဲ့တဲ့တမာချမ်းစာနဲ့ဖောင်ဒေးရှင်းချပေးခဲ့တဲ့မှာဘာဖြစ်သွားလဲ။ မြန်မာပြည်တစ်ဖြည်းဖြည်းနဲ့တိုးတက်လာတာဘလောက်ဒီကျွန်တော်မြန်မာပြည်တိုးတက်လာသေးလားဆရာကြီးယူရတန်ခင်မှာယူရတန်ဂျက်ဆင်ကောလိဂျူရာအခုကျွန်တော်သွားရင်လေကမာယူအရှိတတဲ့မှာရှိတယ်အဲ့ဒါကကဘာအရှိမှာ international တန်းဝင်တဲ့တကယ့်အကြောင်းကြီးဖြစ်တယ်အကောင်းဆုံးအောက်စဖို့တက္ကသိုလ်ပြီးယူရတန်ဂျက်ဆင်ကောလိဂျူရာကျွန်တော်မြန်မာပြည်ကကောလိဂျူကအမြင့်ဆုံးပဲ့ ။ဘာကြောင့်လဲဆိုဆရာကြီးယူရတန်ကတမာတရားမသိသေးတဲ့ကျွန်တို့မြန်မာပြည်သူပြည်သားတွေအတွက်ဒီတမာတရားကိုလာပြီးတော့ foundation လာချသွားတယ်။အဲ့ဒီကမှကျွန်တို့မြန်မာပြည်သူပြည်သားတွေအပြည့်ပြည့်နဲ့မဖြစ်လာလေ။ကောင်းစားလာတယ်။မြန်မာပြည်ကအကောင်းဆုံးပညာရေးစနစ်ဖြစ်လာတာဒီချမ်းသာကြောင့် hallelujah ဖခင်တကယ်နှုတ်ကပတ်တော် foundation ရှိသောကြောင့်ဖြစ်တယ်။ amen ။ တဲ့နှုတ်ကပတ်တော်ကိုလေနှုတ်ကပတ်တော်ကလေနိုင်ငံတနိုင်ငံကိုတော့မှပြောင်းလဲပေးနိုင်တယ်အာမင်ကျွန်ရမိသားစုမှာလေအဲ့ဒီနှုတ်ကပတ်တော်အတိုင်းသင် foundation ချပြီးတော့သင်အသက်ရှင်နေတော့တဖြည်းဖြည်းသင်ရဲ့မိသားစုကပြောင်းလဲလာမှာ hallelujah ကျွမ်းမေဂျာဆရာဘာဖြစ်လို့ကျွန်တော်အနောက်နိုင်ငံကိုမကျော်လန်းနိုင်တာလဲအနောက်နိုင်ငံစီကနေကျွန်တော်ဘာဖြစ်လို့အမြဲတမ်းအကူအညီယူနေရတာလဲဘာဖြစ်လို့အနောက်နိုင်ငံကိုပဲကျွန်တော်အမြဲတမ်းအားကျပြီးကျွန်တော်အမြဲတမ်းနောက်ကျချန်ခဲ့နေတာလဲချန်ခဲ့မှာပေါ့ သူတို့ကအရင်ဦးဆုံးနှုတ်ကပတ်တော်နဲ့သွားခဲ့တာလေနှုတ်ကပတ်တော်ကိုအရင်မြင်ခဲ့တဲ့သူတွေဖြစ်တယ်ခရစ်တော်ကိုအရင်ရခဲ့သောကြောင့်ဘယ်တော့မှသူတို့နောက်မကျဘူးဟာလေလုယာတမန်တရားနဲ့အသက်ရှင်တဲ့သူရဲ့အသက်တာမှာဘယ်တော့မှနောက်မကျဘူးအမြဲတမ်းတိုးတက်တယ်ဟာလေလုယာအမြဲတမ်းကောင်းစားတယ်အာမင်အဲ့တော့တမန်တရားကိုသူတို့ထဲမှာ foundation ကျွန်တော်ချဖို့လိုတယ်သူတို့ချင်းလုံခဲ့တဲ့နှစ်ကမှလေသူတို့ချင်းလူမျိုးတွေကယေရှုခရစ်တော်ကို တမာတရားကိုကျွန်တော်သိခွင့်ရခဲ့တာလွန်ခဲ့တဲ့နှစ်ပတ်လောက်ကကျွန်တော်နှစ်တရားပြီးခဲ့ယေရှုခရစ်တော်ကိုကျွန်တော်သိခွင့်ရခဲ့တယ်ယေရှုခရစ်တော်ကိုယုံကြည်ပြီးတော့ကျွန်တော်ဒီတမာချမ်းစာကိုကျွန်တော်ရရှိခဲ့တာကနှစ်တရားပြည့်သွားတယ်နှစ်တရားပြည့်ခဲ့တယ်အဲ့ဒီအထဲမှာမှကျွန်တော်အထဲမှာလေချင်းထဲမှာလေချင်းထဲမှာဘယ်သူတွေအတိုးတက်ဆုံးလဲဘယ်သူတွေအချမ်းသာဆုံးလဲသိလားအခါလေး အခါလူမျိုးတွေကချင်းလူမျိုးတွေမှာသူတို့အချမ်းသာဆုံးပြည့်လူမျိုးအကြီးဆုံးပြည့်ကောင်းကြီးအရဆုံးဘာလို့လို့သူတို့စီးပွားရေးလို့သူတို့အောင်မြင်တယ်ဘာကြောင့်လို့ထင်လဲဟုတ်တယ်ဦးဆုံးယေရှုခရစ်တော်ကိုယုံကြည်ပြီးတော့တမန်တရားတိုင်းအသက်ရှင်ခဲ့တာဟာဟာလူမျိုးတွေဖြစ်တယ်ချင်းထဲမှာအဲ့ဒါကြောင့်မို့ဟာခါလူမျိုးတွေကတခြားချင်းတွေထဲမှာထူးခြားနေတာကြွေဝနေတာဘာကြောင့်လဲဆိုဒီတမန်ကျမ်းစာကိုအခြေခံပြီးတော့အသက်ရှင်တယ် ်အာမင်ခရစ်တော် night အသက်ရှင်တဲ့ကမှာသူတို့အသက်တာထဲမှာတကယ်ထူးခြားတယ်။ဒါကြောင့်ဒီမှာကျွန်တော်တို့ဒီမှာရှိတဲ့ကျွန်တော်ယုံကြည်ကျွန်တော်မနှောက်ကြစေချင်ဘူး။တဲ့တမာတရားတိုင်းမသွားဘူးတမာတရားကိုအခြေခံမချပဲနဲ့တဲ့အသက်မရှင်ဘူးသူတို့တဲ့အခုလောလောဆယ်တော့တင်သူများတဲ့ပါကောင်းတာလဲလို့သင်ခံစားရလိမ့်မယ်။ဒါပေမဲ့နောက်ဆယ်နေမှာတင်သူများနဲ့နှောက်ကြသွားလိမ့်မယ်။ဒါပေမဲ့တမာတရားနဲ့သွားတဲ့သူရဲ့အသက်တာထဲမှာအမြင်နဲ့အမြင်နဲ့အရှိကနေဦးဆောင်တော်သူဖြစ်တယ်။ Hallelujah ။ဒါကြောင့်ကျွန်တော်သက်သာမှာတမာတရားနဲ့နေရသွားလာဖို့လိုတယ်။အာမင်။ကျွန်တော်သက်သာမှာတမာတရားဆိုရယ်ဖခင်ရဲ့နှုတ်ကပတ်တော် foundation မရှိဘူးဆိုရင်လေ။ခုနကမြင်ကလေးနေလိုပဲ။သင်ကဘလောက်ထိအောင်မြင်အောင်စူးစမ်းစူးစမ်းဒီတမာတရား foundation မရှိဆိုသင်ပြိုသွားမှာ။အဲ့ဒီအောင်မြင်လူတွေစောက်ထားတဲ့အဆောက်အဦအဆောက်အအုံကပဲလူတွေကိုပြန်တတ်တာနော်လူတွေကိုယ်တိုင်ငါတို့လုံခြုံပါတယ်ဆိုတော့ အဆောက်အဦးခိုင်ခံပါတယ်ဆိုတော့အဲ့ဒီသူတို့ထင်ထားတဲ့အဆောက်အဦးတွေကပဲသူတို့ကိုဘာလုပ်လိုက်လဲထိပလိုက်သူတို့အသက်တွေကိုဘာဖြစ်လို့လဲနှောက်ယူသွားတယ်လေတဲ့တသားထဲမှာခရိယံယုံကြည်သူတယောက်အသက်တာထဲမှာတမာတရားနဲ့အသက်မရှင်ဘူးဆိုရင်သင်အောင်မြင်ခြင်းရင်အောင်မြင်ကောင်းအောင်မြင်လိမ့်မယ်ဒါပေမဲ့အဲ့ဒီအောင်မြင်ခြင်းကသင်ရဲ့သင်မင်းဖြစ်လာနိုင်တယ်သင် စီပွားရေးလောက်ပြီးတဲ့ငွေရေးကြီးတဲ့တရှာကောင်းရှာလဲဒါမဲ့တင်းသားတွေမှာတမာတရားမရှိဘူးဆိုရင်တင်းချမ်းသာလာတဲ့ကောင်မှာအဲ့ဒီချမ်းသာခြင်းကတင်းအတွက်ကြောက်စရာအကောင်းဆုံးရန်သူဖြစ်လာမယ်ချမ်းသာတည်တာထက်ချမ်းသာအတိုင်းအသက်ရှင်ဖို့လိုတယ်ဒီတင်းတွေတတ်တာထဲမှာလဲဘုရားနှုတ်ကပတ်တော်ကိုတူလောင်ထားပြီးတင်းအသက်ရှင်နေဆိုရင်လေတင်းစုံစမ်းနှောက်ရခြင်းကိုတင်းအောင်မြင်လာလိမ့်မယ်လောကကိုတင်းအောင်မြင်လာလိမ့်မယ်